နေ့မှာခொနည်းသားသမီးတွေအားလုံးကံကောင်းဖို့လို့အတွက်ဆိုရင်တော့မနေ့စောစောမျက်နှာတက်တဲ့အခါမှာဘဂဝါဆိုတဲ့ဂုံတော်ကိုအထက်ထက်ပွားပြီးမျက်နှာတက်ခြင်းအပြင်မိမိတို့ရဲ့ကံစားတာတစ်နေ့တာလုံးရှင်လန်းချမ်းသာပါလိမ့်မယ်ခင်ဗျာဒီနေ့ numerology ဂဏန်းပင်ရင်ရဆိုရင်တော့ခொနည်းသားသမီးတွေဟာကံတရားရဲ့အခွင့်အလမ်းထောက်ပံ့ကောင်းနေရပါလိမ့်မယ် အယောင်းဝင်ကုန်သွယ်ခြင်းကိုပိုင်စီးပွားမျိုးတွေတွ့ချရတတ်ပါတယ်။ဆုံးရှုံးထားတဲ့အခွင့်အရေးတွေငွေကြေးတွေပြန်ရတတ်ပါတယ်။အရင်တုန်းကအဆင်မပြေဖြစ်နေတဲ့သူတွေနဲ့ပြန်လည်သိမြတ်သွားတာမျိုးအဆင်ပြေသွားတာမျိုးဟာဒီလိုကိန်းကနန်းမျိုးတွေနဲ့သက်ဆိုင်ပါတယ်။သုံးဒီလိုမျိုးအာလာပြင်းနေတဲ့စိုင်းရှင်တဲ့နေမျိုးမှာမိတ်ဆွေတို့အနေနဲ့အဖို့နိုင်ယရနာပစ္စည်းဝင်တာတရင်ကောင်းကြရတာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေသွားတာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွေကြုံတွေ့ရပါလိမ့်မယ်ခင်ဗျာ။ ဒီနေ့မှာကံထူးကောင်းမှုလို့တက်ကတော့လပြည်နေတိုင်းပူဇော်အပ်သောထမင်းစီစံရွှေလင်မန်းဆိုတဲ့စွန့်တော်ကိုပရိသတ်သမီးအပေါင်းကတ်လူဖို့အတွက်နှိုးဆော်လိုက်ပါတယ်။